အားလုံးမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြချင်တဲ့ဇာတ်လမ်းလေးကတော့စိုင်းဆရာစိုးမှုဆယ်ရေးသားထားတဲ့စာပလင်းနေမင်းခေါင်နဲ့အင်ဂျင်မြိုင်အင်ဂျီလူတက်မှုဆိုတဲ့စုံထားဝိတုဇာတ်လမ်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစာပလင်းနေမင်းခေါင်နဲ့အင်ဂျင်မြိုင်အင်ဂျီလူတက်မှု တနေ့တစ်နိုင်ကျွန်ုပ်ဒီအပြင်ထွက်ရစိတ်မပါလှသောကြောင့်အိမ်ထဲကုတ်ပြီးရန်ကုန်မြို့ထုပ်သူရိယသတင်းစာကိုဖတ်ရင်းရင်နွေးချမ်းတောက်လိုက်ဆေးတအိုးပြီးတအိုးဖြည့်ပြီးဆေးရံတောက်လိုက်နှင့်စီးစိမ်တွေ့နေလေသည်အပြင်တွင်မိုးဖွဲကလေးဒစိမ့်စိမ့်ရွာနေ၏ထို့စဉ်ကူမဲလန်းဘူတာကင်းကမှပလိတ်သားလေးတယောက်ရောက်လာ၍ကင်းကတာဝင်မှုအိုင်အူလှမောင်ထံမှတည်င်းပုတ်လာကြောင်းပြောပြီး စစ်ဆေးချက်ရပုတ်ရေးပို့လိုက်သောစာရွက်ထုတ်ကြီးတစ်ထုပ်အားပေးသွားလေ၏။တာလုံမြို့အနောက်ပိုင်းညောင်ပင်သာရက်ွက်စမုံမြစ်ကမ်းနှင့်ပြီးအင်ဂျင်မြိုင်ခြံကြီးတွင်နေထိုင်သောခတ်ရှုပ်ရှုပ်အပြိုဟန်းကြီးတူညအချိန်အခန်းတွင်း၌အိပ်ပျော်နေစဉ်လယ်ပင်နှင်း၍အသက်ခံခဲ့ရလေသည်။တေသူဤခဲဟုတော်ဆက်သူအင်ချမ်းမြေပွဲစားကိုသိန်းသာဆိုသူဤတိုင်ကြားချက်ရအင်ဂျင်မြိုင်ခြံကြီးဤ တဦးထဲတော့အမွေထင်းဆန်းဆန်းမော်ဆိုသူဖြစ်ကြောင်းစစ်ဆေးချက်တွင်တတိထားမိလေ၏အခင်းဖြစ်သည့်ညကလည်းတထေးမအပြူကြီးဆန်းဆန်းမော်သည်အသက်မခံရမီညဥပိုင်းချိန်တုန်းကအရက်တွေလွန်ချင်မှုနေပြီးတဖက်မျက်နှာချင်းဆိုင်ခမ်းမခင်ဝေဆိုသော အိမ်ဖုံမာလေးခန်းထဲမှာအော်ကြီးဟစ်ချက်နှင့်ညနှစ်နိုင်ခန့်ထိတောင်းချမ်းနေသည်ဆို၏ထိုနေ့နက်ကပြုမြေထုံးစံတိုင်း အိမ်ဖော်မလေးခင်ဝေသည်နနက်အိယာမနိုးသောခါတစ်ချက်အပြင်းကျော်ဆန့်လိုက်ပြီးမှအခန်းတကားကိုဆွဲဖွင့်၍မျက်နှာချင်းဆိုင်ဇင်းကြံလန်းတစ်ဖက်ရှိတထေးမအပြူကြီးဆန်းဆန်းမော်ကိုတွား၍နှိုးရလေ၏အခန်းတကားလည်းအစင်တင့်ပွင့်နေတာမို့တိမ်လုံးလည်းမိသူမှမနိုးသေးပဲရှိနေလေတဖြစ်အခန်းတကားရွက်ကိုလှက်ဖနှောင်းနဲ့အသာသွင်း၍အခန်းတွင်သို့အိမ်ဖုံမှလေးခင်ဝီလှမ်းဝင်လိုက်တော့ခါ တထေးမပြူကြီးဆန်းဆန်းမော်တီသူ၏အိယာကျွန်းကရင်ကြီးပေါ်တွင် မြင်ရဆရာမရှိအဝဲအစားလုံးဝကင်းမဲ့လျက်ပတ်လက်နေထားနှင့် ကိုတပိုင်းမှာ စောက်ထိုးအောက်ဆိုင်ဖြစ်နေ၏ဥကောင်းနှင့်လက်နှစ်ဖက်က ပြေလျှော့နေသောသပင်ရှိတွေနှင့်ရှုပ်ထွေးလျက်ကျမ်းပြေပေါ်မှာထိနေ၏မျက်လုံးအဆုံကလည်းအစမတန်ပြူးထွက်နေလေသည်တွန့်ကျင်နေသောကတိမွေရာပေါ်တွင် ခြေနှစ်ဖက်စလုံးဟကားထားလျက်မမြင်ဝင့်မြင်ဝင့်เสียအခင်းဖြစ်ွားရာကတာလုံမြော့နောက်ပိုင်းညောင်ပင်သာရက်ွက်စမုံမြင့်ကန်းနှပီအင်ချင်းမြအင်ကြီးစီတို့ကျွန်ုပ်နဲ့တူစာပရင်းနေမင်းခေါင်တို့ဒီကိုနောင်ကုန်းကပ်ပိုင်းအော်စတင်ကားနဲ့ရောက်လေးနှင့်မောင်းနှင်၍ရောက်ခဲ့ကြလိမ့်ဤကူမဲလန်းဘူတာနေမြေပိုင်းကင်းကမအိုင်အိုလှမောင်းဒီ ယခုလူတတ်မှုအားအမှုဖွင့်တိုင်ချက်ဖွင့်သူအိမ်မီပွဲစားကိုသိန်းသာဆိုသူအားတွေ့ဆုံပေးလေ၏ကဲကိုသိန်းသာဒီအမှုမှာအသက်ခံရသူခမခဲမတော်ဆက်တဲ့တထေးမပြူကြီးနဲ့ပတ်သက်ပြီးခမထင်မြင်ယူဆချက်ကိုပြောပြစမ်းပါဗျာဟုစာပလင်းနေမင်းခေါင်ကအိမ်မီပွဲစားကိုသိန်းသာကိုမျက်နှာချင်းဆိုင်၍မေးလိုက်လေ၏ တရားလိုဤတိုင်ချက်ကိုလိုအပ်ရင်ကိုတိုင်ပြန်၍မေးမြန်းစုံစမ်းလေ့ရှိခြင်းမှာစာပလင်းနေမင်းခေါင်ဤတေချာစီသောတဲလွန်စာကောက်ချက်ချသောဤတစ်ခုဖြစ်လေ၏တရားလိုအိမ်မြေပွဲစာကိုသိမ့်တန်သည်မှကြည်လင်တော်မူရာနှင့်စာပလင်းနေမင်းခေါင်အားဖြက်ခနေလှမ်းကြည့်လိုက်ပြီးနောက်အမြဲတမ်းတီးခန့်လျှော့ပေးလေ့ရှိပြီမင်းမှုခင်းဖြစ်တဲ့ညကခင်ဝေခန်းထဲမှာဆန်းဆန်းမော်ကသူနဲ့ဦးကျော်မိုးတို့ရဲ့ ရှေးဖြစ်ဟာအောင်းမေဖွယ်တွေကိုပြန်လဲဖောက်တဲ့ချသလိုနဲ့ပြောတာကိုအခန်းချင်းကတဖက်ခန်းထဲကဦးကျော်မိုးရဲ့ဇနီးမှတ်ကြည်လေးရောပဲကြားမယ်ဗျာအဲ့ဒီတော့မိမပီပီဥနုကျွဲခက် နာလိုခံခက်ဖြစ်ပြီးဒေါဒလျောင်တေသူဆန်းဆန်းမော့အခန်းကိုသွားပြီးအိပ်ပျော်နေတော့လဲပင်းကိုညှက်တက်မယ်ဗျာကဲမဖြစ်နိုင်ဘူးလားဟုကိုသိန်းသံကသူ့အယူဆကိုအဆုံးတက်ပြောဆိုပြီး အားလုံးထံဝေ့ကြည့်ပြီးလင်ဆန္ဒသူညီချက်ကိုပါမတိမတာယူ၏ကိုသိန်းတန်ကအိမ်ပွဲစားမြေပွဲစားလုပ်သူမို့ထင်စကားအရ၌ကျွဲကူးရေပါပြောနိုင်စွမ်းရှိ၏ပြီးတော့မှမောသွားဟန်ဖြင့်သူ့ရဲ့ရှေ့စပွဲပေါ်တွင်ခြာ၍ဧကန်ထားသောလက်ဖက်ရည်ဖန်ခွက်ကိုအလွယ်တကူပဲဆွဲယူမော့တော်၏ဒီလိုရမောင်းနှင့်ခန္ဓာကိုယ်ချိုးစစ်ကရိုးရိုးတာမန်လူတယောက်ထက် ပို၍ထွားကြံဖွင့်ပြိုးလွန်းသည်ဟုကျွန်ုပ်တတိထားမိ၏။စာပလင်းနေမင်းခေါင်ကလှစ်ခနေပြုံသည်။ဆိုးတော့မဆိုးပါဘူး။ခမည်းအတွေးခေါ်ကဆွဲချတယောက်စိတ်မျိုးနဲ့တဲအတ္တကြည့်တာပဲကို။ဒါဖြင့်ခမည်းယူဆချက်ကရောကိုနေမင်းခေါင်။စာပလင်းနေမင်းခေါင်ကခပ်ပြုံးပြုံးနှင့်ပြင်ပြောဖို့နည်းနည်းစိုးနေသည်လို့ပါအိုင်ပြီ။ဒါပေမဲ့ဗျာ ခမည်းတော်ကအယံစိတ်ဝင်စားနေလို့သိချင်နေတယ်ဆိုတော့လေပြောပြရမှာပေါ့ဗျာတေသူဆန်းဆန်းမောင်ဟာအသက်30ရွယ်ခန္ဓာကိုယ်အချိုးစစ် ပြည့်ပြည့်တောက်တင်းသူဆိုတော့သူမတေဆုံးမိချင်းတုန်းကဘယ်လောက်ပဲအရက်တီစာတောက်စားမူရင်းနေသည်ဖြစ်ပါစေလူတယောက်ကလာရောက်လဲပဲညှက်တက်နေတယ်ဆိုမှတော့အားရင်ရှိတွေ့တော့ပြန်လဲရုံးကတွန်းဖယ်မှာပဲဒီတော့ လူသက်တမားကတေသူဆန်းဆန်းမော့ထက်ခွန်အားဗလခန္ဓာကိုချိုးစားတာလွန်ပြေဝတူဖြစ်ရမယ်လီပြီးတော့ဆန်းဆန်းမော့အသက်ခံထားရတယ်လို့အိမ်ဖော်မလေးခင်ဝေစတင်တည်ရတဲ့အချိန်မှာလဲတအိမ်လုံးအခန်းတကားတွေတခုမှမဖွင့်ရသေးသလိုဘယ်သူမှလည်းအိယာကမနှိုးကြသေးဘူးဆိုတော့ဟုပြောလိပြီးနောက်စာပလင်းနေမင်းခေါင်ကအိမ်မီပွဲစားကိုတိန်တံမောတော့ပြီး၍လက်ဖက်ရည်ကုံသွားသောဖန်ခွက်လှုပ်ကို သူ့လက်ထဲမှာအဆင်သင့်ရှိနေသောလက်ကင်ပေါ်ကအဖြူဆွတ်ဆွတ်နဲ့ဖုံးအုပ်ကင်တွေဆွဲယူလိုက်လေသည် I'm sorry ကိုတင်တဲ့ကျွန်တော်ကိုကျေးဇူးပြု၍ဒီဖန်ခွက်ကလေးကိုယူသွားခွင့်ပြုပါဟုပြောပြီးအိမ်မေပွဲစားကိုတင်တဲ့ကိုစာပင်းနေမင်းခေါင်ကဖြက်ခင်းလှမ်းကြည့်ပြီးအကဲခတ်လေ၏အိမ်မေပွဲစားကိုတင်တဲ့ကဗျာကိုနေမင်းခေါင်အယူအဆနည်းနည်းလွဲချွန်နေပြီတင်နေလို့ချင်းရင်ဒီဖန်ခွက်အဟောင်းထက် တန်ဖိုးကြီးတဲ့ဖန်ခွက်အစ်စ်တလုံးကျွန်တော်ဝယ်ပေးပါမယ်။ဟုတ်ပါတယ်။အခုဖြစ်သွားတဲ့မူခင်းရဲ့တဲလွန်စားနဲ့ပတ်သက်လို့အဓိကကြောင်းရင်းလိုအပ်နေတဲ့အမှုခွေးဆက်လေးတွေပြည့်စုံသွားအောင်လို့အချိန်နဲ့နဲ့စောင့်ရပါလိမ့်မယ်။ပြီးတော့ဒီအိမ်ကြီးနဲ့ပတ်သက်နေတဲ့ကိုမိုးကျော်နဲ့ဇနီးမကြီးလေးရဲ့အိမ်ဖော်မလေးခင်ဝင်ရဲ့ထမင်းချက်မချစ်ရဲ့တို့စီက ထွက်ဆိုချက်တွေကိုပါစူးစီးကြည့်လိုက်မယ်ဆိုရင်တော့ လူသတ္တမတရားခံအစစ်မှန်ကိုရုံးတော်ရှိမောက်မှာကျွန်တော်တင်ပြနိုင်မယ်လို့မျှော်လင့်ရတာပါပဲ။ဟူစာပရင်းနေမင်းခေါင်ကစိတ်စိတ်ကြည်၍တည်ငြိမ်စွာပြောလေ၏။ထို့နောက်ကျွန်တော်နှင့်စာပရင်းနေမင်းခေါင်တို့သည်အင်ဂျင်မြိုင်အင်ဂျီမှပြန်လည်ထွက်ခွာလာခဲ့ကြလေတော့သည်။အိမ်မြေပွဲစားကိုတင်းတန်သည်ကျွန်တော်နှင့်စာပရင်းနေမင်းခေါင်အားစင်ဝင်အောက်တို့ပင်လိုက်ပါနှုတ်ဆက်ခြင်းမပြုတော့ပဲလွန်စွာမကြည်လင်သောမျက်နှာသားမျိုးနှင့်ကြောက်ရွံ့ကြီးကဲ့သို့ ဧကန်တွင်မှပင် ထိုင်လက်ချင်ရခဲ့လေတော့သည်ကျွန်တော်နှင့် inspector အောင်ထူးတို့သည်စာပလင်းနေမိခောင်နေထိုင်ရာအမှတ်338ယူဇနာတလန်းသို့ရောက်ရှိခဲ့ကြသည် စာပလင်းနေမိခောင်သည်ဧကန်ထဲမှစက်တီခုံတစ်ခုမှထိုင်လျက်စပွဲပုပုပေါ်တွင် အင်ဂျင်မြိုင်ချက်နှင့်အဆောင်စနစ်ကားချက်ကြီးကိုဖြန့်ချထားလေ၏စပွဲထိပ်တွင် အကြအနထိုင်၍စာပလင်းနေမိခောင်သည် မြေပုံကားချက်ကြီးပေါ်သို့အာယုံစူးနှစ်နေသည်ကို တွေ့ရလေ၏ကျွန်ုပ်တို့ညောက်အားမြင်လေမင်္ဂလာရှိတော်နန်းနက်ခင်းပါပဲအိုင်ပြီဒီနေ့ညပိုင်းကြူတီမို့လားဘေကူမြခြေဆက်ကြဖြန့်ကြအောင်မလို့လေဟုမေးလေ၏ကျွန်ုပ်ကပြန်ဖြေဖို့အာယူစဉ်အင်စပက်တော်အောင်ထူးကညကြူတီမို့ခမားနဲ့တွေ့ရအောင်တမင်လာခဲ့ကြတာပဲထို့နောက်စားပလင်းနေမင်းခေါင်တီနောက်ဖေးခန်းစီတို့လှမ်းခေါ်၍ သူနဲ့အတူနေပလိတ်သားမောင်ဤအားလက်ဖက်ရမှာခိုင်းလိုက်ပြီလင်ကျွန်တော်တို့နှစ်ယောက်အားဧည့်ခံလေ၏ကျွန်တော်တို့လည်းဟန်လောက်နေသူများမဟုတ်တဖြစ်မြိန်ရှက်စွာတောက်ဖြစ်ကြလေ၏ပြီးမှစကားပြောဖြစ်ကြလေသည်ဘယ်လိုလဲကိုနေမင်းခေါင်အင်ဂျင်မြိုင်ခြံကြီးကလူတက်မှုတရားခံမိဖို့နီးစပ်ပြီလားဟုတ်ကျွန်တော်ကမိလိုက်၏ဒီလိုရှိတဲ့အိမ်ပြီကျွန်တော်လည်းတရားခံကိုဖမ်းချင်နေတာပါပဲ ပလိတ်မင်းကြီးထက်ကိုပဲကျွန်တော်ဆန္ဒပြင်တာပေါ့ဗျာဒါပေမဲ့ဆွဲချက်တင်ဖို့မျက်မြင်တက်တဲ့အထောက်ထားလုံလောက်ဖို့တော့လိုတယ်လေဗျာဟုတ်စောင်းလင်းနေမင်းခေါင်ကပြန်၍ပြောလေသည်ထို့ကအင်စပက်တော်အောင်ထူးကကိုနေမင်းခေါင်ကသာတရားခံကိုခြေရာကောင်းမိတာတောင်းတက်တဲ့ထောက်ထားမခိုင်းလုံသေးလို့မဖမ်းဖြစ်သေးပေမဲ့ဟိုပုတ်ကိုနှောက်ကတော့အင်ဂျင်မြတ်တအိမ်လုံးတန်းစီပြီးဖမ်းထားကြလေရဲ့ တရလိုကိုသိန်းတန်နဲ့သူ့မိမမတ်ခင်နိုင်တို့ပဲလွတ်တယ်။ဟုပြောလေသည်။သူပြောသည့်နှစ်ယောက်ဆိုသူမှာတပြေတောင်းနယ်မြေတွင်တာဝန်ပေးထားသောစားပလင်းဇော်ဝင်းနှင့်တွဲဖက်ကစီကြီးဖိုးထင်တို့ဖြစ်လေ၏။ဖန်းစည်း၍အပြစ်ပေးရတွင်ညံလောပြင်းထန်လွန်းတစ်ဖြစ်ကျွန်တော်တို့ကိုးနောင်ကောင်ဂတ်စကန်တစ်ခုလုံးမှသူတို့နှစ်ယောက်အားမင်းညီနာဟု အမိပြောင်များပေးထားကြလေ၏။ကျွန်တော်နေမြေခံကင်းကပ်ကိုရောက်ပြီးပါပြီ။ တကယ်တော့သူတို့ဆွဲချက်နဲ့ဖန်ထားတဲ့တေးသူတသိမအပြူကြီးဆန်းဆန်းမော်ရဲ့ရီစာဟောင်းဦးမိုးကျော်ရဲ့အလောင်းကိုမျက်မျက်စားတွေ့တဲ့အိမ်ဖော်မလေးခင်ဝေတို့ဟာအခုကိစ္စနဲ့ဘလို့မှတရားခံတွေဖြစ်နိုင်စရာအကြောင်းမရှိဘူးဗျ။ဟိုစားပင်းနေမင်းခေါင်ကပြောပြလိမ့်ဤ။တန်တရတရားခံဆိုပြီးအစွဲခံရတာခက်တယ်ဗျာ။ဟုတ်မှန်လို့ဆွဲချက်အတင်ခံရတာဘာကြီးလဲ။တေစားတေစီဆိုလဲတနာဆံမလို့ပါဘူး။ မဟုတ်ဘဲနဲ့အဆွဲခံထားရတာကတော့ဘလောက်နဲ့နာစရာကောင်းသလဲဗျာဟိုအင်စပက်တော်အောင်သူကတွေးတွေးဆဆနဲ့အလေးအနက်ပြောလိုက်လို့ဒီကလအုပ်တစိမ့် secret ဘူးတွင်မှလက်ဖနှောင်းနဲ့ခောက်၍တလိပ်ထုတ်ယူပြီးဘူးပေါ်မှာပင်ပြန်၍ဟန်ပါပါတရောက်တော့ခောက်ကာနှကမ်းဖြားတွင်တင်လျက်မိကြီးရှိုက်ဖွာပြီးလင်မိခုံးငွေများကိုမျက်နှာမော့၍ဖြင်းညှစွာမှုတ်ထုတ်နေလေသည်ထုံနောက်သူက ဒီအမှုရအဓိကတရားခံကိုဖမ်းဖို့ဆိုတာကလွယ်ပါတယ်။ဒါပေမဲ့ဆွဲချက်တင်ဖို့ကခက်နေတယ်။မျက်မြင်တတ်သိလေဗျာ။ပြီးတော့ခိုင်လုံတဲ့ဆွဲချက်ဖြစ်ပုံကလည်းကြည့်အောင်လေ။တစိမ့်မပါတဲ့သူတို့မိသားစုတွေဈားထဲမှာဖြစ်တာကလည်းသူတို့ဘိုးဘွားပိုင်တဲ့အင်ကြီးထဲမှာလေ။တေသူကို မလုံမုံထားလို့ထိန်ချန်ခြင်းတတ်သူကိုကြောက်ရွံ့စိုးရိမ်မကင်းလို့ထိန်ချန်ခြင်းစတဲ့အတွင်းကျိတ်မကြည်လည်မှုတွေကြောင့် အခုလူသတ်မှုမှာ မျက်မြင်သက်သေပြောင်းနေတာပဲလို့ကျွန်တော်တို့ယူဆတယ်။ဒီအမှုမှာ လုံးဝကင်းလွတ်နေတာကတော့တေသူတထိမပြူကြီးဆန်းဆန်းမော်ရဲ့အမမတ်ခင်နိုင်ပေဗျာ။သူကနှလုံးရောဂါသမားအခုဆေးရုံပေါ်မှာကျွန်တော်စဉ်းစားကြည့်နေတာကတော့အဲ့ဒီမတ်ခင်နိုင်ရဲ့ခင်ပွန်းအိမ်မြေပွဲစားကုန်သိမ့်တယ်မင်းဒီလူကဒီအမှုရပင်မအမှုဖွင့်တိုင်ကြသူအခုတန်တရားနဲ့အဆွဲခံထားရတဲ့ကိုမိုးကျော်လူလူ မတ်ကြီးလေးလိုလိုတန်တရာတရခံဖြစ်အောင် သူပဲပြောတယ်။အဲပြီးတော့တဖက်လက်နဲ့ကိုမိုးကျော်ရဲ့မိမမတ်ကြီးလေးကိုနှစ်သိမ့်ဖြောင်းပြထားပြီးဒီအမှုကလွှမြောက်ရေးအတွက်နာမည်ကြီးရှိနေတယောက်ကို အခကျင်းဝင်ကြီးကြီးပေးပြီးငှားရဆောင်ရွက်နေတယ်လို့ကြုံစုံစမ်းသိရှိရတယ်ဗျ။ဒီတော့ဒီအမှုမှာတရခံဖမ်းဖို့ဆိုတာကတောဝက်ကိုမှရွေးပြတတ်တဲ့တောလိုက်မဟုတ်ဘူးလို့ပဲ။ထိတ်တိုက်ရင်ဆိုင်တေကွင်းတေကွက်ကို အပိုင်ပြင့်မှတ်ရှားရသလိုသွေးယူတွေးတဲ့နဲ့ဒဏ်ရာပြင်းထန်စွာခံစားနေရချိန်မှာမှိုင်မဲစွာခြင်းဆိုင်တိုက်ခတ်တတ်တဲ့တားကောင်ရဲ့အကျင့်စရိုက်ကိုလည်းတိထားရှောင်ထားတတ်ဖို့လိုတယ်။လူတပ်သမားဖက်ကပါနတ်မှုရှိသလိုကိုယ့်ဖက်ကလည်းပြည့်ရဲ့ကျွဲဝါဖို့လိုအပ်တယ်ဗျ။ဟုပြောလေ၏။ထို့အခါအင်စပက်တော်အောင်ထူးကဘယ်လို့ဗျ။ကျုပ်တော်လိုက်မမီတော့ဘူး။ဟုပြောလေရာကျွန်ုပ်ကလည်းဟုတ်ပါရဲ့ကိုနေမင်းခောင်ရဲ့ သောဝက်ကူမှရွေးပြတတ်တဲ့တောလိုက်မုတ်ဆိုးလို့ပရိရဲ့ကြွယ်ဝဖို့လိုအပ်တယ်ဟုတ်လားပြီးတော့ဟိုပုဂ္ဂိုလ်ကြီးဖန်ထားတဲ့ဥမိုးကျော်နဲ့အိမ်ဖုံမလေးခင်ဝေကလည်းအခုကိစ္စနဲ့ဘာမှမပတ်သက်နိုင်ဘူးဆိုတော့တေသူဆန်းဆန်းမော်နဲ့တခန်းနဲ့အတူတူအိတ်တဲ့ထမင်းချက်တဲ့မတ်ချက်ပြီးတော့တေသူဆန်းဆန်းမော်ရဲ့အမရင်းချာမှတ်ခင်နိုင်တဲ့ခင်ပုံးကိုတင်တဲ့ နောက်တစ်ယောက်ကတန်တရားနဲ့အစွဲခံထားရတဲ့ဦးမိုးကျော်ရဲ့ဇနီးတေသူဆန်းဆန်းမော်ရဲ့မွေစာအမမတ်ကြီးလေးပဲရှိတာပဲဗျ။ဟုပြောလိုက်လေ။ထိုအခါစားပလင်းနေမင်းခေါင်ကအမှုဖြစ်တဲ့ညကတညလုံးနက်နက်မိုးလင်းလို့ခင်ဝေတယောက်ထဲလန့်အော်မှအိမ်သားတွေအားလုံးနိုးကြတဲ့အထိတိမ်လုံးအပြင်တကားတွေတပေါင်းမှမဖွင့်ရသေးဘူး။ပြီးတော့တထေးမပြူကြီးဆန်းဆန်းမော်အသက်ခံရတာကလွဲလို့ ဘာပစ္စည်းမှလည်းအပြောက်အရှမရှိဘူးဆိုတော့လူသက်သမားဟာအပြင်လူလည်းမဟုတ်နိုင်ဘူးဗျညအချိန်မှုခင်းဖြစ်ပွားတာကို မိသားစုလူစုံအသီးသီးအခန်းချင်းကက်လက်ရှိနေကြပါလျက်နဲ့မျက်မြင်သက်တည်မရှိတာဟာလေစဉ်းစားเสียပဲဗျဟုပြောလေဤသူ့ရှိစပွဲပေါ်မှာအင်ဂျင်မြိုင်အင်ဂျီဤအခန်းဖွဲ့စည်းပုံမြေပုံကားချက်ပေါ်လက်ညှိုးနဲ့ထောက်ပြရင်ဟောရာကမှုခင်းဖြစ်ပွားခဲ့တဲ့ အင်ဂျင်မြိုင်အင်ဂျီရဲ့ကားချက်ပါပဲအိုင်ပြီဟုတ်စားပလင်းနေမင်းခေါင်ကပြောပြလေတဖြစ်ကျွန်တော်နဲ့ inspector အောင်ထူးတို့ကြည်ကြတော့ခါအောက်ပါတိုင်းတွေ့ရလေသည်စားပလင်းနေမင်းခေါင်ကဆက်၍လူသက်ဓမာဟာတေးစီနိုင်တဲ့လက်နဲ့ဓာတုဗေဒစီဝါပိုးသက်စီအစိတ်ပြင်းပြင်းတို့ကိုမတုံပင်လေပင်းကိုပဲလက်နှစ်ဖက်နဲ့ညှစ်သက်သွားတယ်အဲ့ဒီအချက်ကိုစဉ်းစားကြည့်မယ်ဆိုရင် လူသက်ဓမာဟာတေးစီလိုတဲ့ဆန္ဒနဲ့ ကြိုတင်ကြံစီမှုမရှိခဲ့ဘူးဆိုတာရင်အမြဲတမ်းတခန်းတည်းနှစ်ယောက်တူယဉ်ဤကျွမ်းဝင်ပြီးသားလူသာဖြစ်ရမယ်ဆိုတာရင်ကောက်ချက်ချလို့ရသလိုတေသူဆန်းဆန်းမော်ဟာလည်းသူမသေးဆုံးမီတနအိခန့်ချိန်ထိလိန်ကိစ္စပြောပါကျူးလွန်ခဲ့တယ်ဆိုတာနဲ့အတူကိုဝင်၃လကျော်ကျော်ရှိနေပြီဆိုတာကိုလည်းမှုခင်းဆောင်ဝင်ကြီးရဲ့စေးစစ်ချက်မှာဖော်ပြထားတယ်ဗျာဟုပြောလိမ့်ဤထိုကအင်စပက်တာအောင်သူကဒါဆိုရင်ကိုဝင်ပြဿနာကြောင့်ပဲပေါ့ ဟုတ်ရဲ့လားကိုနေမင်းခေါင်ဟုတ်မေးလေစာပလင်းနေမင်းခေါင်ကဒါပဲပေါ့ဗျာမိသားစုတွေမသိစေချင်တဲ့အတွင်းချိတ်ပြဿနာကိုနှစ်ဦးတည်းတိုးတိုးကျကျဖြေရှင်းရကလက်လွန်သွားတဲ့တဘောပဲလို့ယူဆရတာပါပဲပြီးတော့တေသူရဲ့လေပင်ပေါ်ကလက်ပွေရာတွေကလည်းတစ်ချက်သေးနဲ့အပိုင်ဖြစ်ညက်တက်ဖြတ်တာမျိုးမဟုတ်ပဲအထက်ထက်ရုံရင်ဆန်ခတ်ဖြစ်ပြီးမှတေရတာလို့ယူဆရတယ်ဟု စာပလင်းနေမင်းခေါင်ကတည်ငြိမ်စွာပြောပြလေ၏ကျွန်ုပ်နှင့်အင်စပက်တော်အောင်ထူးတို့တဦးကိုတဦးလှမ်းကြည့်လိုက်ပြီးအံ့ဩနေမိကြလေသည်စာပလင်းနေမင်းခေါင်ကဆက်၍ကျွန်တော်အခုချိန်ထိဘဝင်မကျဖြစ်နေမိတာကမတ်ကြီးလေးနဲ့အိမ်ဖော်ခင်ဝေတို့ရဲ့ထွက်ဆိုချက်တွေကိုပါပဲသူတို့တခုခုကိုဖုံးွယ်ထားတာသိချတယ်အိုင်ပြီဗျာကျွန်ုပ်ပါဆက်ဟောင်းသာပွင့်သွားမိလေသည်အင်စပက်တော်အောင်ထူးကလည်း ကျွန်တော်အုံနောက်တော့လုံးဝကိုလိုက်မမီတော့ပါဘူးကိုနေမင်းခောင်းရဲ့ဟုတ်လေတန်ရော့ရော့နဲ့ညီသွားပြောလိုက်မိလေတော့ဒီကျွန်တော်နဲ့စားပလင်းနေမင်းခောင်းတို့ဒီနေမအိမ်ညမအားကူမဲလန်းဘူတာကင်းကမဖန်းစီထားသောအင်ဂျင်မြိုင်အင်ဂျီလူသတ်မှုနဲ့ပတ်သက်သည့်တန်တရာတရားခံများဖြစ်ကြသောကိုမိုးကျော်အိမ်ဖော်မလေးခင်ဝေတို့ဤထွက်ဆိုချက်များကိုတေချာနားတော်မှတ်သားပြီးနောက် ဥမိုးကျော်၏ဇနီးမှတ်ကြီးလေးကိုတော့တေချာကျန်းနာစွာကိုးနောင်ကုန်းကတ်သို့တေချာခေါ်ယူ၍စစ်ဆေးမေးမြန်းမှုပြုလေ၏ထို့နောက်ဝမ်တွင်ကမ်းမှပို့လိုက်သောထမင်းချက်မှတ်ချစ်ကိုလည်းကိုးနောင်ကုန်းကတ်မှလွတ်လပ်စွာနေစီပြီး စစ်ဆေးမေးမြန်းခြင်းကိုပြုလေ၏ကိုသိန်းဆိုင်၏ဇနီးမှတ်ခင်နိုင်ကိုတော့ဆေးရုံပေါ်မှာပင်သွား၍မေးမြန်းစစ်ဆေးခြင်းပြုရလေ၏ အင်ဂျင်မြိုင်အင်ဂျီမလူအလုံးစစ်ဆေးချက်အဖြစ်များပြည်ဆောင်သွားတော့ကရန်ကုန်မြို့အင်းစိန် CID ဌာနသို့တင်ပြအကူအညီတောင်းထားသောလက်ဝေယာစစ်ဆေးချက်များကိုလည်းတေချာစေရန်စောင့်ရပြန်လေ၏ထို့နောက်တွင်ကကျွန်ုပ်တို့နှုတ်ဦးသည်ကုန်းတော်ကုန်းကပ်ပိုင်းအော်စတင်ကားနက်လေးဖြစ်ပြီးကူမဲလန်ဘူဒဂင်ကတ်သို့လာခဲ့ကြလေ၏ထို့နောက်စာပရင်းနေမင်းခေါင်ကကျွန်ုပ်အားဒီနေ့ဖို့ အင်ဂျင်မြန်အင်ဂျီလူတက်မှုတက်ခန့်စစ်မှန်ကိုဖမ်းနိုင်ပြန်ပြီခဏကြာရင်အင်ဂျင်မြန်ချမ်းဖက်ကိုတွားကြရအောင်ကျွန်ုပ်အားပြောလိမ့်ဤကျွန်ုပ်ကလည်းဝမ်းသာကြောင်းတွားလို့ရတွားနိုင်ကြောင်းပြောလိမ့်ကုမဲလန်ဘုရားကင်းကဲ့သို့တွား၍အိုင်အိုလှမောင်နှင့် တွေ့ဆုံကနောက်ထပ်တနိုင်ခန့်အချိန်ကြာလင်အင်ဂျင်မြန်အင်ဂျီတို့လူသက်တက်ခန့်အစစ်မှန်အားဖမ်းရန်လိုက်လာခဲ့ဖို့မှားကြားကပြီးတော်သာလမ်းတိုင်းဆက်၍ထွက်ခဲ့ကြလိမ့်သည် မြို့လေပိုင်းဈေးတို့ရောက်လင်အဘရာဤကာကာဆိုင်မှာဝင်၍လက်ဖက်တစ်ခွက်စီမှာ၍ဝင်တော့ကြလေ။ပြီးနောက်နှစ်ဦးသားညောင်ပင်သာရက်ကွက်စမုံမြက်ကန်းနဘေးမှအင်ဂျင်မြိုင်ခြံကြီးစီသို့လာခဲ့ကြလေ။အင်ဂျင်မြိုင်ခြံဝါတို့ရောက်လင်အင်ဂျီထဲမှခီးဆောင်အင်ဂျီတလုံးကိုဆွဲ၍ခတ်တုတ်တုတ်ထွက်လာသောအိမ်မြေပွဲစားကုတ်သိန်းတံကိုမျက်နှာချင်းဆိုင်တွေ့ရလေ။တွေ့လင်တွေ့ချင်းစာပလင်းနေမင်းခေါင်ကဟယ်လိုကုတ်သိန်းတံ ခီးဆောင်အိတ်တွေပါတွေနဲ့ဘဲကုံများခီးထွက်မလို့လဲဗျာဟုမေးလေဤထိုအခါကိုသိန်းတန်ကကျုပ်ကိစ္စနဲ့ကျုပ်သွားမှာဗျာခမည်းတော်ကဘာကိစ္စလဲဟုမေးလေဤကျွန်တော်တို့ကိစ္စကအရင်မကြီးပါဘူးကိုတန်းတန်ရာခမည်းခီးထွက်မယ်ဆိုတာသိလို့အချိန်မီရောက်လာကြတာပါပဲကဲကားပေါ်မှာတခါတည်းသာတက်လိုက်တော့ခဏကြာလို့ကုမဲလန်ဘူရာခင်ခက်ကပလိတ်တွေရောက်လာကြရင်ခမည်းတော်အင်ဂျင်မြန်အင်ဂျီထွက် ဂုံသိက္ခာပိုင်းထိခိုက်စရာတွေဖြစ်ကုန်လိမ့်မယ်ဗျ။ဟူစာပလင်းနဲ့မင်းခေါင်ကပြောလိုက်ရင်ကိုသိန်းသံကဘာဗျ။ဟူတုံလုံးဒေါ်ရထွက်စွာပြန်ဟောက်လိ။ကိုသိန်းသံမတိမတာဆိတ်လို့ရှား၍ထင်အမှုအရာပြတ်နေ၏။တားကောင်ရနန်းရသောမှုတ်ဆိုးကဲ့သို့စာပလင်းနဲ့မင်းခေါင်ကထတ်မှန်ပြုံးသည်။တားကောင်ကိုတွေ့ပြီမို့တေချာတာတခုကျွန်တော်ပြောနိုင်တာကတော့ဆန်းဆန်းပေါ်မှာကန်းကြီးနေတဲ့ ကိုဝင်ကိစ္စကိုတိုးတိုးကျိကျိဖြေရှင်းကြရင်လက်လွန်သွားတာမို့ကြိုတင်ကြံစီမှုမဟုတ်တဲ့အတွက်အချိန်မီကြိုတင်ဖြောက်ချက်ကိုတိုင်ပြီးမယ်ဆိုရင်တော့ပြင်းမှုတန်တက်တာနိုင်ပါတယ်။ကိုသိန်းသံခေါင်းငိုက်ဆက်ကြတော်လီတက်ပြင်းမောကြီးတစ်ခုကိုလည်းလေးလံစွာရှိုက်ချလိုက်လေသည်။ခုနကပဲကုမဲလန်ဘူတာခင်ကတ်ကိုကျွန်တော်တို့ကိုတိုင်ဝင်ပြီးတရင်ပုတ်ထားတာမို့အိုင်အိုလှမောင်တဲ့အဖွဲလည်းမကြာခင်ရောက်လာကြတော့မှာပါ။ဗျာ။ ပြီးတော့ထမင်းချက်မက်ချစ်ကလည်းကိုသိန်းတန်နဲ့တေသူဆန်းဆန်းမော်တို့ရဲ့တိတ်တခုနှစ်ပါးသွားဇလန်းကိုဝန်ခံပြီးဖြစ်တယ်လို့ကိုမိုးကျော်နဲ့မက်ကြီးလေးကလည်းမှုခင်းဖြစ်ပွားတဲ့ညကမနက်3နာရီလောက်အချိန်တေသူဆန်းဆန်းမော်ရဲ့အခန်းထဲမှာကိုသိန်းတန်နဲ့ဆန်းဆန်းမော်တို့နှစ်ယောက်ထဲကိုဝင်ကိစ္စပြဿနာကိုတိုးတိုးကျိတ်ကျိတ်ဖြေရှင်းနေကြတာမြင်ရတဲ့အကြောင်းအစိတ်ခံချက်မှထွက်ဆိုပြီးဖြစ်ပါတယ်မှုခင်းဆရာဝန်ရဲ့ဝန်ခံစစ်ဆေးချက်မှလည်း တေဆုံးချိန်နက်နက်3:10မိနစ်ခန့်လို့ခန့်မှန်းဖော်ပြထားတယ်လီကိုသိန်းတန်ကစာပလင်းနေမင်းခေါင်အား6ချစွာလှမ်းကြည့်နေ၏မျက်နာမှာချွေးစည်းတို့ပြန်ဆပြုတ်နေတာတတိထားမိ၏သူ့လက်ချောင်းထဲမှတက်လာသောတတွေးများကိုလေမှကြာခဏပြန်မြူချနေလေသည်ထို့နောက်ကူမဲလန့်ဘူရာကင်းကမအိုင်အိုလှမောင်နဲ့ပလိတ်သားသုံးဦးလင်းရောက်ရှိလာလေတော့သည်စာပလင်းနေမင်းခေါင်ဒီက တားကောင်ရသောမုတ်ဆိုးသူဦးကဲ့သို့ပြုံးလိုက်မိလီတို့သည်ထို့နောက်ကျွန်ုပ်တို့သည်အင်ချင်းမြိုင်အင်ကြီးလူသက်မှုတရခန်အင်ချမ်းမြေပွဲစားကိုသိန်းတံကိုအနှံ့၍ကွန်းတောင်ကုန်းကဲ့သို့ပြန်လာခဲ့ကြလေ၏လမ်း၌ကျွန်ုပ်မရှင်းလင်းသောချက်များကိုမေးမြန်းရလေသည်အိုက်စိတ်ကိုနေမင်းကောင်ကိုသိန်းတံကိုဘယ်လိုများတင်းလုံစားရသလဲဗျတိုင်ချက်မှာအိုင်အိုလှမောင်ရေးထားတာနဲ့ ဖမ်းဆီးခံနေရတဲ့တန်လျာတက်ခံတွေပေါ့သူ့ရဲ့အကျိုးဆောင်ချက်တွေကစပြီးတင်းလွန်စားရတာပါပဲအဲ့ဒါတွေကဘာတဘောလဲဗျပရိယတ်တခုအနေနဲ့ဝင်ပုကတ်တာပလိတ်တွေကတခြားတရက်ခံကိုရှာတယ်သူကတင်းလွန်အဖြစ် တိုင်ချက်ဖွင့်ပြီးခတ်တည်တည်နဲ့ရှိနေတယ်အချင်းနေမကောင်းမှခြေရဖြောက်ပြေးမယ်ဆိုရင်လေအေးအေးဆေးဆေးအချင်းရတာပေါ့ဗျာဒီတစ်ချက်လျှော်ရတာနဲ့တရက်ခံမပေါ်တဲ့အမှုအနေနဲ့ ဒီကောင်ကတော့လွတ်နေမှာဗျကျွန်ုပ်ဒီကိုနေမင်းခေါင်စိတ်ဆက်သေးချာတွေးခေါ်ပုံပရိရဲ့ကြွယ်ဝစွာ အမှုရဲ့တဲလွန်ဆဆွဲထုတ်နိုင်ပုံများကို မချီးကျူးပဲမနေနိုင်ပါကိုနေမင်းခေါင်ဒီဆက်၍ပြောပြလိမ့်ဤဒီကောင်ကအိမ်မြေပွဲစားဆိုတော့စကားပြောရမှာ လိမ္မာပါးနှံ့မှုရှိသလိုပရိရဲ့လည်းကြွယ်ဝရတယ်ဗျသူတို့အလုပ်ရဲ့သဘောတဘာဝမဟုတ်လားဗျအင်ဂျင်မြိုင်အင်ဂျင်ရဲ့အရှင်သခင်မဟုတ်ဆိုးမကြီး တထိခေါ်တော်မေကြီးသိမ်းမှာမက်ခင်နိုင်နဲ့ဆန်းဆန်းမော်ဆိုတဲ့တမိတဲ့ဘွားညီမနှစ်ဦးတည်းရှိတယ်ဗျမက်ကြီးလေးကတော့တထိခေါ်တော်မေကြီးသိမ်းမတီခင်ကမှတောဘက်ကဆွေမျိုးမကင်းမိသားစုရဲ့ဒုက္ခရောက်နေတဲ့မိန်းလေးဆိုပါတော့ဗျာခေါ်ယူမွေးစားတယ်ဆိုပေမဲ့အိမ်ဖော်တာတာပါပဲတထိခေါ်တော်မေကြီးသိမ်းရဲ့တမိနှစ်ယောက်ဖြစ်တဲ့မက်ခင်နိုင်နဲ့ဆန်းဆန်းမော်ကညီမရင်ချတွေဆိုပေမဲ့မက်ခင်နိုင်က မွေးကလေးကယောဂတဲ့ ကျမ်းမာရေးချူချသလိုအရာရာကိုလည်းကြောက်ရွံ့ထိတ်လန့်နေတတ်တယ်။စန်းစန်းမော်ကတော့မဟုတ်မခံဆက်ဆက်ကြဲပြ။ထထမြက်မြက်ပြီးစားရှိတယ်ပေါ့ဗျာ။ဒါကြောင့်လေတတိကရော်ဒိုမီကြည်သိန်းကသူမသေးခင်စာချုပ်စာတမ်းတွေနဲ့အမွေထိန်ဖြစ်အငယ်မစန်းစန်းမော်ကိုလွှဲထားခဲ့တာဗျာ။တဘာဝမကြသလိုပဲကိုနေမင်းကောင်ဆက်စမ်းမအောင်ဗျာ။အဲ့ဒါကတော့မှတ်ခင်နိုင်ရဲ့ခင်ပွန်းအိမ်မြေပွဲစားကိုသိမ့်တန်ရဲ့ အစိမ့်တဆိတ်ကိုစိတ်တိုင်းမချမနစ်သက်လို့ပဲဗျအဲ့ဒါကိုမကျေနပ်တဲ့ကိုသိန်းတန်ကသူ့တပည့်မိုးကြော်ကိုမြှောက်ပေးပြီးဆန်းဆန်းမော်နဲ့နေရာချဖို့စီစဉ်နေဒါပေမဲ့မိုးကြော်ကဒရိုက်ဘာအဖြစ်ဒီအိမ်ကိုရောက်လာတော့ဆန်းဆန်းမော်ကိုမကပ်ပေးသူတကယ်ချစ်မိတဲ့မှတ်ကြည်လေးနဲ့လက်ထပ်ဖြစ်သွားတယ်လေအဲ့ဒါကိုစိတ်တိုင်းမချဖြစ်တဲ့အိမ်မီပွဲစားကိုသိန်းတန်ကတဖက်လှည့်နဲ့မိုးကြော်နဲ့ဆန်းဆန်းမော်ကိုမဟုတ်မမှန်လောက်ချက်ပြီးတရင်ဖြစ်နေတယ် ပြီးတော့အရှက်သိက်ကထိခိုက်နေတဲ့စမ်းစမ်းမော်ကိုဖြောင်းဖြားတရားချသလိုနဲ့အပိုင်စီယုံပြီးအပြုတ်အပားဘက်ကိုတွန်းပို့မိုးရဆေးဆွဲအောင်လုပ်ပြီးလိုအပ်သလိုခြေလေကျိုးကန်တော့တာပေါ့ဗျာတော်တော်အကြံပတ်ဆက်တဲ့လူပဲဗျနော်ကိုနေမင်းကောင် အမှန်ပဲပေါ့အိုင်ပြီးဒီကောင်ဘလောက်ထိ ရုံမှပတ်ဆက်တယ်လဲဆိုရင်စမ်းစမ်းမော်ကိုပါတီပွဲတွေဘတ်ဒီပွဲတွေကနေစပြီးမှိုင်းတွင်းလာခဲ့တာနောက်ဆုံးမိန်းကလေးဖြစ်တဲ့နေ့ စန်းစန်းမော်ဟာတောင်ပိုင်းကဇင်ကြီးရက်ွက်မှာရှိတဲ့ပုံနာချစ်တီထံပလန်ရဲ့ဘိန်းခင်းကိုရောက်တဲ့ထီပီလီစန်းစန်းမော်ဘိန်းဆွဲတဲ့ဘဝကိုရောက်မှမယံငယ်ဖြစ်သူကထပ်မံသိမ့်ပိုက်လိုက်တာပြူလောက်ပုံကလေးကတဲပြီးအကွက်လှပါလားကိုနေမင်းခေါင်ရဲ့အဲ့ဒီကိစ္စတွေကိုတိန်လုံးကတီးကြရိမ့်မိကြပြီမင်းဘယ်သူမှမပြောရဲကြဘူးမဝေဖန်ရဲကြဘူးဗျာ မခင်နိုင်ကိုတော့ကျမ်းမရဲ့အကြောင်းပြုပြီးဆေးရုံပေါ်မှာလှနဲ့ချပြီးကြအောင်ဆေးကုခံတလူလူနဲ့ပို့ထားတယ်။အိမ်ပေါ်ခင်ဝင်းကတော့ဆေးရုံနဲ့အိမ်ကူးချီတန်းချီပေါ့ဗျာ။ဒါဆိုစိန်လုံးသူ့လူတွေကြီးဖြစ်အောင်လှုပ်လိုက်တာပေါ့။ဟုတ်ရဲ့လားကိုနေမင်းခေါင်။ဒီတဘောပဲပေါ့အိုင်ပြီးရင်ယောက်ျားသားဖြစ်တဲ့မိုးကြော်ကသူ့တပည့်ဖြစ်တယ်လို့မှတ်ကြည့်လေးယောက်ျားမို့သူတို့ကလုံးဝမဆန့်ကျင်ရဘူး။ ခင်ဝေကလည်းဆေးရုံနဲ့အိမ်ကိုကြီးတန်းချီမှုမတိလိုက်ပါတာပဲနေတယ်လေဒီပြဿနာကိုဖွင့်ချဖို့တကယ်ကဖြစ်တဲ့ထမင်းချက်မှတ်ချက်ကိုတော့၃လစာနဲ့နာကြည့်ပြီးကိုသိန်းတန်ကပင်အလောက်ကထုတ်ပြစ်လိုက်တာဗျ။အိုးဒါကြောင့်ကိုမှုခင်ဖြစ်တဲ့ညကအရက်တွေမူးနေအောင်တောက်ထားတဲ့ဆန်းဆန်းမော်ကထုံးစံတိုင်းအရွက်တိုက်ပြီးပွဲချမ်းနေတာဗျ။မရှင်းလို့မေးပြစရာကိုနေမင်းခေါင် ဆန်းဆန်းမော်ကအရက်တွေမူးနေအောင်တောက်ပြီးပွဲချမ်းနေတာဘာလို့သူ့ခန်းထဲမှာမဟုတ်ပဲအိမ်ဖို့ခင်းဝေးအခန်းမှာလောက်ရတာလေဒါကရှင်းမတယ်အိုင်ပြီရေသူ့ခန်းထဲမှာကိုသိန်းတန်ကထုံးစံတိုင်းရောက်နေပြီးမို့လို့ပဲပေါ့ဗျာတခြားသူတွေကလည်းဘယ်သူမှကူညီတောင်းလို့မှမရပဲဟုတ်ပါရဲ့နော်ဒီလိုဆိုတော့လေဆန်းဆန်းမော်ခင်ဗျာကူညီသူမဲ့ဖြစ်နေရတာပေါ့ဒါနဲ့ကိုနေမင်းကောင် ခမဒီเจ้าတွေကိုအတိအကျသိအောင်ဘယ်လိုစုံစမ်းသလဲဗျဟုတ်မေးလိုက်လေယာစာပလင်းနေမင်းခေါင်က ကလအုပ်စီရတလိုက်ကိုထုတ်၍တောက်ရင်ထမင်းချက်မချစ်ကိုခေါ်ဆစ်လိုက်တော့သူ့ရဲ့ထွက်ချက်တွေက ကျွန်တော်အတွက်အမှုခွင်းဆက်အထောက်ကိုဖြစ်သွားတယ်ဗျဒါနဲ့ကျုပ်လည်းဖြစ်နိုင်ချေရှိတာကိုဇလန်းဆင်ပြီးကိုမိုးကျော်နဲ့မက်ကြီးလေးတို့လင်များကို အေးအောက်မေးလိုက်တော့ဒီအမှုက လုံးဝပေါ်ရတာပဲပေါ့အိုင်ပြီးရဲ့ ဟုပြောကာတဟာဟာရီမောနေလေသည်ပြီးနောက်စီဂရက်ကို အာဘာတရရှိုက်ဖွာ၍မျက်နှာကိုမော့ကာမိခုံငွေများအားလွတ်လပ်စွာမှုတ်ထုတ်နေလေသည်ထို့နောက်တွင်က စာပရင်းနေမင်းခေါင်နှင့်ကျွန်ုပ်တို့သည်တာလွန်မြို့နောက်ပိုင်းညာဝင်သာရက်ကွက်စမုံမြစ်ကန်းနှင့်ပင်အင်ဂျင်မြိုင်အင်ဂျီမှမိသားစုအတွင်းချိတ်ပြဿနာကိုအချောင်းပြူရိတ်ဖြစ်သောလူသက်တရကံအိမ်မြေပွဲစားကိုတိမ့်တန်အားဖန်စီအနံ့ပြီးဖြစ်၍ ကုန်းတော်ကုန်းကတ်တို့လည်းချုံမောစွာပြန်လည်ရောက်ရှိခဲ့ကြလေတော့ဤကျွန်ုပ်မောင်းနေလာသော အော်စတင်ကားအနက်ရောင်လေးဒီကတ်ဝင်းအတွင် ချိုးခွေမောင်းနေလာဒီကိုမြင်ဒီနဲ့စပိန်ကိုစီးနှင်း၍ဌာနေပြန်တပြေတောင်းနေမြေတာဝန်ကျစာပလင်းဇော်ဝင်းနဲ့တွဲဖက်ကက်စီကြီး ဖိုးတင်တို့အားစုံမိကြစဉ်နောက်တစ်ခါဆိုရင်ခမည်းထက်တရက်ခန့်ကိုဥအောင်ချုပ်ဖမ်းပြခြင်းမှသည်ရဲ့စာပလင်းနေမြင်ကောင်းရဲ့ စာပလင်းဇော်ဝင်းကနာလိုခံခဲ့မှုရာနှင့်လှမ်းပြောရင်းရှောင်ထွက်သွားကြလေတော့၏အခန်းသို့ပြန်ရောက်တော့ခါကျွန်ုပ်ဒီလေထုံမှုတွဲကြည့်အားအသေးစိတ်ရိမ့်မှန်း၍ဖိုင်တွဲတစ်ခုတည်သက်စွာပြုလုပ်၍နောက်တစ်ချိန်တွင် စာတဆောင်ပေတစ်ဖွဲ့ရေးပါကမိညာကိုကအထောက်ထားများတည်ချစေရန်တွင်ဖိုင်တွဲပေါ်တွင်စာပလင်းနေမင်းခေါင်နှင့်အင်ချင်းမြိုင်အင်ကြီးလူတက်မှုဟု၍ရေးမှန်းလိုက်လေတော်သည် ဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲစိုင်းစာဆိုးမူစေရေးသားထားတဲ့စာပလင်းနေမင်းခေါင်နဲ့အင်ဂျင်မြန်အင်ဂျီလူတတ်မှုဆိုတဲ့စုံထားဝိတုဇလန်လေးဒီနေရာလေးမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာနားဆင်ပေးသူ အားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ